ဇလန်းဆာမှာတော့ကျွန်တော်တို့ကဆိုယွန်းလို့ခေါ်ပြီးတော့ကြောက်တက်ပြီးရှက်တက်တဲ့16နှစ်အရွယ်ကောင်မလေးတစ်ယောက်ကိုတွေ့ရပါတယ်။ဆိုယွန်းကတောလေကတောင်ကုန်းတစ်ခုပေါ်ကနေပြေးဆင်းလာတာပါ။ရုတ်တရက်ခြေချော်ပြီးတော့ပေတော်တော်များများအောက်ကိုပြုတ်ကျသွားတာကြောင့်သူ့မှာရှိနေတဲ့အားနှဲငယ်နဲ့အကူညီတောင်းပြီးတော့អော်ဟစ်လိုက်ပြီးမယ်။အဲ့ဒီနေရာမှာပဲသတိလက်သွားပါတော့တယ်။နောက်တစ်ခါမှာတော့ဆိုယွန်းတစ်ယောက်ဆေးရုံကိုရောက်နေပါပြီ။နေလင်းရောင်အောက်မှာတော့သူ့ရဲ့ဒဏ်ရာတွေကဘလောက်ဆိုးလဲဆိုတာရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲအဲ့ဒီညကဖြတ်သွားဖြတ်လာတယောက်ကသူ့ကိုတော်ထဲမှာတွေ့ပြီးတော့ဆေးရုံကိုချက်ချင်းပဲခေါ်လာပေးခဲ့တာပါဆိုယွန်းရဲ့အခန်းအပြင်ဘက်မှာတော့အရေးရာရှိနှစ်ယောက်ကအမှုကြောင်းကိုဆွေးနွေးနေကြပါတယ်အရင်ကအနိုင်ကျင့်ခံခဲ့ရတဲ့တိုင်စာတွေကိုကြည့်ပြီးတော့ရဲတွေကဆိုယွန်းကိုသူ့ကျောင်းမှာကောင်မလေးတွေကနှိပ်စက်ခဲ့တာဆိုပြီးတော့ယုံကြည်နေကြပါတယ်။ဒါပေမဲ့အမှုကိုရှေ့မဆက်နိုင်ခင်မှာပဲသူတို့ကဆိုယွန်းရဲ့တရားဝင်ထွက်ဆိုချက်ကိုယူရင်နေတာပါ။ သူတို့ကစိုးရုံးရဲ့မိဘတွေကိုလည်းဆက်သွယ်ဖို့ကြိုးစားပေမဲ့ဒီဖြစ်စဉ်တွင်မှာသူ့ရဲ့အမေကလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆုံးမသွားပြီးတော့အဖေဖြစ်သူကနိုင်ငံခြားမှာနေထိုင်တာကိုသိလိုက်ရပါတယ်။အဖေဖြစ်သူကသူ့သမီးကိုလုံးဝစိတ်မဝင်စားပါဘူး။တေသွားရင်တော့ဂယူးဆိုင်မှာမဟုတ်ပါဘူး။နောက်ပိုင်းစိုးရုံးသတိပြန်ရလာတဲ့အခါမှာတော့မစ္စတာကင်လို့ခေါ်တဲ့စုံတော်တစ်ယောက်ကသူ့ကိုလာတွေ့ပါတယ်။အကြောင်းကတော့ကျမ်းမာရေးအခြေအနေနဲ့ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမေးမြန်းဖို့အတွက်ပါ။ဒါပေမဲ့ဆိုယွန်းကစစ်စေးမင်းမြတ်မှုတစ်လျှောက်လုံးမှာလုံးဝတိတ်ဆိတ်နေခဲ့ပြီးတော့ရဲတွေကိုဆိုယွန်းရဲ့အတန်းပိုင်ဆရာမမစ္စတာလီကဝင်တားပါတယ် ရဲရရှိကိုထွက်သွားဖို့နဲ့ကောင်မလေးကိုခဏလောက်အနားယူခိုင်းဖို့တိုက်တွန်းနေတာပါတကယ်တော့မစ္စတာလီကဆိုယွန်းကိုဘသူရေတကယ်ဒီလိုလုပ်ခဲ့တယ်ဆိုတာဖွင့်မပြောအောင်တားဆီးဖို့ကြိုးစားနေတဲ့အတွက်သူ့ရဲ့ရည်ရွယ်ချက်ကတော့အသိသာကြီးပါပဲအဲ့ဒီနောက်မှာမစ္စတာကင်ကတကားဝမှာရှိနေတဲ့အသက်လက်ပိုင်းရွယ်အမျိုးသမီး၃ယောက်ကိုသတိပြုမိပါတယ်သူတို့ကဆိုယွန်းကိုအနိုင်ကျင့်တယ်လို့တန်တရားရှိခံနေရတဲ့ကောင်မလေးတွေရဲ့အမိတွေပါသူတို့ကဆိုယွန်းကိုချိန်ချောက်ဖို့ဒါမှမဟုတ်ဘာမှမပြောဖို့ လက်ထိုးဖို့လာကြတာလို့စုံတော့ကတွေးမိပြီးတော့အဲ့ဒီအမျိုးသမီးတွေကိုတရားဥပဒေအရတရားလိုနဲ့တွေးခွင့်မရှိတဲ့အတွက်ထွက်သွားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေကခေါင်းမာနေကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ယောက်ျားတွေကအာနာနဲ့ငွေရှိတဲ့သူတွေဖြစ်ပြီးတော့ဒါကြောင့်မို့လို့လဲသူတို့သမီးတွေဘာလို့လဲအပြစ်ကနေလွတ်နိုင်တယ်ဆိုပြီးတော့တွေးထားကြတာပါ။မစ္စတာကင်ကဆိုယွန်းကိုတောင်းမောကိုခေါ်သွားတာဒီကောင်မလေးတွေလို့ပြောနေပြီးမြေအမေတွေကတော့ကောင်မလေးတွေကအဲ့မှာအချိန်ဖြုံးနေကြတာပါဆိုပြီးတော့ညင်းလိုက်ပါတယ်။ ငင်းခုံနေမြင့်တက်လာတဲ့အခါမှာဆိုယွန်းကအနားယူခြင်းလို့သူတို့ကိုထွက်သွားဖို့ပြောလိုက်ပါတယ်။ဒီဖြစ်ရပြီးမှတော့အတန်းပိုင်ဆရာမမစ္စတာလီနဲ့ကျောင်းဦးကြီးတို့တွေ့ကြပါတယ်။တကယ်တော့သူတို့နှစ်ယောက်စလုံးကဆိုယွန်းမတရားခံခဲ့ရမှန်းတိပေမဲ့ကျောင်းရဲ့ဂုံတိတ်ခါကိုကာကွယ်ဖို့အတွက်ကျောင်းဦးကြီးကမစ္စတာလီကိုဆိုယွန်းပြန်လာတာနဲ့တခြားကျောင်းကိုပြောင်းဖို့စီစဉ်ခိုင်းလိုက်ပါတယ်။ကျောင်းဦးကြီးကလည်းအနိုင်ကျင့်တဲ့သူတွေရဲ့အနာဂတ်ကိုစိုးရိမ်ပေးတဲ့ပုံစံနဲ့သူ့ရဲ့အားကလေးလိုက်စားမှုကိုဖုံးကွယ်ထားပါတယ်။ရတဲ့ဘက်အနေငယ်အကြမှာတော့ဆိုယွန်းတယောက်ဒဏ်ရာတွေကနေပြန်တက်တာလာပြီးတော့နောက်ဆုံးမှာတော့လမ်းပြန်ရှောင်းနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရဲတပ်ပောင်များစွာအတွင်းမှာမစ္စတာကင်ကသူ့ကိုအဲ့ဒီဖြစ်ရက်ကြောင်းထပ်တလဲလဲပြောဖို့ကြိုးစားပေမဲ့ဆိုယွန်းကတော့တိတ်ဆိတ်နေသေးပါပဲနောက်ပိုင်းမှာခိုင်လုံတဲ့တက်တည်မရှိတဲ့အတွက်အမှုကိုလမ်းညွန်ဆရာမတယောက်စီကိုလွှဲပြောင်းပေးလိုက်ပြီးတော့နိုင်ကျင်တဲ့သူတွေကလည်းနောက်တစ်ချိန်လွတ်မြောက်သွားပြန်ပါတယ်တညမှာတော့ဆိုယွန်းကမကောင်းတဲ့အတွေ့အကြုံတွေဝင်လာပြီးတော့မတွေးဝင်စရာတခုခုလုပ်ဖို့ကြံနေတော့မှာပဲအမျိုးသမီးတယောက်အခန်းထဲဝင်လာတာကြောင့်ရက်လိုက်ပါတယ်ဝင်လာတာကတော့လမ်းညွန်ဆရာမအီအောင်ပါ ဤရောင်းကဆိုယွန်းလိုចောင်းသားပေါင်းများစွာနဲ့လက်တွဲလှုပ်ဆောင်ခဲ့ပြီးတော့ပုံစံတူထိခိုက်ချီခွဲစရာဖြစ်ရက်တွေကိုဖျက်ဆီးပြီးတဲ့နောက်မှာသူတို့ရဲ့ဘဝတွေကိုပြန်ပြီးတည်ဆောက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဤရောင်းကတာမန်လန်းညွန်ဆရာမတယောက်လိုတော့မဟုတ်ပါဘူး။သူကိုယ်တိုင်ကလည်းចောင်းမှာအနိုင်ကျင့်ခံခဲ့ရဘူးတာကြောင့်အားနေပြီးတော့အင်အားမရှိတဲ့ခံစားချက်ကိုကောင်းကောင်းသိပါတယ်။ဒီအတွက်ကြောင့်ចောင်းသားတွေကိုနှိပ်စက်တဲ့သူတွေကိုပြန်ပြီးလက်စားချေဖို့ကူညီပေးတာပါ။အစပိုင်းမှာသူမကဆိုယွန်းပေါ်ဘာမှတနာကျင်တာမှုမခံစားရပါဘူး။ ဆိုယွန်းကိုအဲ့ဒီညကဖြစ်ရက်တွေကိုပြန်တည်ရအောင်လုပ်လိုက်တာကြောင့်ဆိုယွန်းတရောင်မျက်ရည်တွေကျလာပြီးတော့စိတ်တည်ငြိမ်သွားတဲ့အခါမှာအီယောင်းကသူ့ပြန်မလာမချင်းအသက်ရှင်နေဖို့ကိုပြောလိုက်ပါတယ်။ဆိုယွန်းစေးယုံကနေစင်းနေနေမှာတော့အနိုင်ကျင့်တဲ့သူတွေရဲ့ခေါင်းဆောင်ကလာတွေ့ပြီးတော့ကြောင်ဝတ်ဆောင်အစ်စ်ကိုထုတ်ပေးပါတော့တယ်။ဒါပေမဲ့သူမလှုပ်ခဲ့တဲ့အရာအတွက်နောင်တရဖို့တော့မပေါ်ပါဘူး။ပြီးတာနဲ့ဆိုယွန်းရဲ့အဖေကဒီတိုင်းတေးပြလိုက်တော့လို့ပြောတာပဲမှလားဆိုပြီးတော့ပြောရင်းနဲ့မပြန်ခင်မှာသူမကရဲတွေနဲ့ဝေးဝေးနေဖို့တောင်းချင်းချောက်သွားပါသေးတယ် တကယ်တော့ဤရောင်းကလည်းသူပြောသွားတာတွေကိုအကုန်ကြားလိုက်ပါတယ်။ပြီးတာနဲ့ဆိုယွန်းကိုသူ့ရဲ့အိမ်ကိုခေါ်သွားပြီးတော့အဲ့မှာနေဖို့စီစဉ်ပေးလိုက်ပါတယ်။ရက်အနေငယ်ကြာပြီးတဲ့နောက်မှာဆိုယွန်းကသူမအမေမဆုံးခင်ကနေခဲ့တဲ့ရက်ွက်ကိုတွားလဲပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာအတိတ်ကအမှတ်တရတွေကပေါ်လာပြီးတော့အဲ့ဒီအချိန်မှာဖြတ်သွားတဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီကောင်မလေးနောက်ကိုလိုက်သွားကြည့်လိုက်တဲ့ခါမှာတော့မမျောလင်းထားဘဲနဲ့သူ့ရဲ့အမွာညီမဂျောင်ယွန်းမန်းသူတိလိုက်ရပါပြီ။ဆိုယွန်းကထပ်တွေးဖို့ကြိုးစားပေမဲ့ဂျောင်ယွန်းကတော့ဘာမှစိတ်မဝင်စားဘဲနဲ့ထွက်သွားပါတယ်။ တကယ်တော့အမွှားလေးတွေမမွေးခင်ကတည်းကသူတို့မိဘတွေကကြွာရှင်းခဲ့ကြတာကြောင့်နှစ်ယောက်ကြားမှာဆက်ဆံရေးကမကောင်းမင်းနဲ့သူတို့ရဲ့အဖေကလည်းစိုးရွံရောကြောင်ရွံရောနဲ့ပါမပတ်သက်ချင်ပါဘူးအချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့အမေရဲ့ငွေကြေးချေတွေကလည်းပိုဆိုးလာတာကြောင့်မတောက်ခံနိုင်တော့ဘဲနဲ့နောက်ဆုံးမှာတော့စိုးရွံကိုအဖေဖြစ်သူရဲ့အိမ်မှာထားခဲ့ပြီးတော့ကြောင်ရွံကိုတော့အမေကခေါ်ထားလိုက်တာပါအဲ့နောက်မှာညီမနှစ်ယောက်ကဘယ်တော့မှမတွေ့ကြတော့ဘဲနဲ့စိုးရွံကသူ့ကိုဝင်တော့ဝင်ဖို့လိုအမြဲမြင်နေတဲ့အဖေဖြစ်သူနဲ့နေထိုင်ခဲ့ရပါတယ် ။နောက်နေ့မှာတော့ဤရောင်းကဂျောင်ယွန်းရဲ့နောက်ကိုလိုက်ပြီးတော့ဈေးတိုင်တစ်ခုမှာခိုးနေတာကိုမိလိုက်ပါတယ်။ပြီးတာနဲ့ဤရောင်းကဂျောင်ယွန်းကိုအပြင်မှာတားလိုက်ပြီးတော့အကူအညီတောင်းလိုက်ပါတယ်။ညမဖြစ်သူကအသက်ပါဆုံးရှုံးလို့နေပါအနိုင်ကျင့်ခံခဲ့ရတယ်လို့ပြောတာတောင်မှဂျောင်ယွန်းကစကားဝိုင်းကိုစိတ်ဝင်စားတဲ့ပုံမှာပဲရင်းမမြင်နေတာ။ဤရောင်းကပတ်စံပေးမယ်လို့ကန်လိုက်လိုက်တော့မှပဲကူညီဖို့သဘောတူလိုက်ပါတယ်။အိမ်နေညနေမှာတော့သူတို့၃ယောက်သားဤယောင်ရဲ့အိမ်မှာတွေ့လိုက်ကြပြီးတော့ဤယောင်ကအစီအစဉ်မပြီးမချင်းတပတ်ဒါမှမဟုတ်နှစ်ပတ်လောက်တူတူနေဖို့ကိုအကြံပေးလိုက်ပါတယ် ကြောင်ယုံကဒီအကြံကိုမကြိုက်ပေမဲ့ညင်းမရတာကြောင့်သဘောတူလိုက်ရပါပြီ။ဒါပေမဲ့အဲ့ဒီနောက်မှာသူကဆိုယုံအဖြစ်ဟန်ဆောင်ပြီးတော့အနိုင်ကျင့်တဲ့သူတွေကိုတင်ကန်းစာပေးဖို့ကြောင်းတက်ရမယ်ဆိုတာကိုကြားလိုက်တာကြောင့်ကြောင်ယုံကလွန်ခဲ့တဲ့တစ်နှစ်ကလေးကကြောင်းထွက်ခဲ့တာမို့သူ့အတွက်ပတ်စံဘလောက်ရရကြောင်းပြန်တက်ဖို့ဆိုတာတော့မတန်ပါဘူး။ဒါကြောင့်ပူပေါင်းဆောင်ရွက်ဖို့ကိုညင်းဆန်ပြီးတော့တိုက်ခိုင်းတဲ့ကနေထွက်သွားပါတော့တယ်။မင်းနဲ့အနေငယ်ကြာမှာတော့သူ့စီကိုဂရုချက်ထဲကနေပြီးတော့ဗီဒီယိုတစ်ခုရောက်လာပါတယ်ဗီဒီယိုထဲမှာကောင်မလေးတွေကဆိုယွန်းကိုချိန်ချောင်းနေပြီးတော့သူတို့ကဆိုယွန်းရဲ့အဝတ်အစားတွေကိုဆွဲပြဲ မြေပြင်ပေါ်ကိုတွန်းလဲပြီးတော့ထက်ခါထက်ခါကန်ကြပါတယ်။ပူဆိုးတာကကောင်မလေးတစ်ယောက်ကထူဆန်းပြီးတော့ကြောက်စရာကောင်းတဲ့ပုံစံနဲ့ရေမောရင်းအဖြစ်ပြက်အားလုံးကိုရိုက်ကူးနေတာပါပဲ။ဒီဗီဒီယိုကိုကြည့်ပြီးတော့ကြောင်ရွံ့တစ်ယောက်တော်တော်လေးဒေါသထွက်သွားတာကြောင့်တိုက်ခန်းထဲကိုဒေါသတကြီးပြန်ဝင်လာပြီးတော့ဆိုယွန်းကိုတရေပေါ်ကြောင်တဲ့သူဆိုပြီးခေါ်ပါတော့တယ်။ဆိုယွန်းတို့ကတော့ဒီဗီဒီယိုကအဲ့ဒီညကနာကျင်စရာအမှတ်တရတွေကိုပြန်သတိရစေပြီးတော့ရုတ်တရက်အသက်ရှူရခက်ခဲလာပါတော့တယ်။ အမှားညီမဒီလောက်အချိန်နေဖြစ်နေတာကိုမြင်တော့ဂျောင်ယွန်းကလည်းဆိုယွန်းအတွက်စိတ်မကောင်းမဖြစ်ပဲမနေနိုင်တော့ပါဘူးပြတ်သားတယ်စိတ်ဆုံးဖြတ်မှုနဲ့ထူးဆန်းတဲ့ရည်ရည်နဲ့ကောင်မလေးကိုဘယ်မှာရှာနိုင်မလဲဆိုပြီးတော့အီအောင်ကိုမေးလိုက်ပါတယ်နောက်နေ့မှာတော့ဂျောင်ယွန်းကဆိုယွန်းအဖြစ်ဟန်ဆောင်ပြီးတော့ចောင်းသွားတတ်ပါတယ် အတန်းပေါ်တွေကစိုယွန်းရဲ့အပြုတ်မှုတွေပြောင်းလဲသွားတာကိုသတိထားမိပေမဲ့ဘယ်သူမှတိတ်ပြီးခရူးမဆိုင်ကြပါဘူးခဏကြာမှတော့အနိုင်ကျင့်တတ်တဲ့အုပ်စုကအတန်းထဲကိုဝင်လာပြီးတော့သူတို့ရဲ့ခေါင်းဆောင်ဂီယူချင်းကဂျောင်ယွန်းရဲ့စပွဲပေါ်မှာစိတ်လုံရှားတဲ့ပုံစံနဲ့ထိုင်ပြီးတော့ကြောင်းပြန်တက်လာတာချစ်စရာလေးဆိုပြီးတော့လှောင်ပြောင်ခေါ်လိုက်ပါတော့တယ်သူ့ရဲ့ရေတံကနေဂျောင်ယွန်းကဂီယူချင်းကဗီဒီယိုတွေကကောင်းပါလေတခြားသူတွေကိုစိုယွန်းကိုနှိပ်စက်ဖို့ခိုင်းနေသူမှန်သိလိုက်ပါတော့တယ် ။ဂယူချင်းကကိုထီးလက်ရောက်ကျူးလွန်ဖို့စ조사တဲ့ခါမှာတော့ဂျောင်ယွန်းကတစ်ချက်ထဲနဲ့မြေပြင်ပေါ်ကိုလှဲသိမ့်လိုက်ပြီးဂျောင်ယွန်းကဂယူချင်းရဲ့သပင်ကိုဆွဲဖိထားပြီးတော့ထတ်ရဲဖို့ကိုပြောလိုက်ပါတယ်။ပြီးတော့လေဘင်းကိုညှစ်ထားရင်းနဲ့ဂျောင်ယွန်းကဖြစ်စဉ်တစ်ခုလုံးကိုဗီဒီယိုရိုက်ကူးထားပါတယ်။အနိုင်ကျင့်တတ်တဲ့ဂယူချင်းရဲ့တငယ်ချင်းတွေကလည်းကြောက်လန့်တကြနဲ့နောက်ဆုတ်သွားတာကလွယ်ပြီးဘာမှမလုပ်နိုင်ပါဘူး။မကြခင်မှာပဲမစ္စတာလီရောက်လာပြီးတော့ရန်ပွဲကိုဖျက်ဖြေးပေးပါတယ်။ပြီးတာနဲ့သူတို့နှစ်ယောက်စလုံးကိုစုံမဖို့တီးတဲ့အခန်းစီကိုခေါ်သွားပါတယ်။ဒါပေမဲ့ဂျောင်ယွန်းကဆီယာမားရဲ့စကားကိုနားထောင်မဲ့သူမျိုးမဟုတ်ပါဘူး။ သူမနဲ့မစ္စတာလီနှစ်ယောက်တည်းရှိနေတဲ့ချိန်ဂျောင်ယွန်းကဘောပင်တစ်ချောင်းကိုကောက်ယူလိုက်ပြီးတော့အနားကိုကပ်ပြီးတော့သူကတော့ထမင်းငှအောင်မလုပ်နိုင်ပေမဲ့တနီးနီးနဲ့လက်စားချိနိုင်တယ်လို့ချိန်ကြောက်ပြီးတော့ထွက်သွားပါတော့တယ်။အဲ့ဒီညနေပိုင်းမှာဂျောင်ယွန်းအိမ်ပြန်ရောက်လာပြီးတော့ဂယူချင်းရဲ့ဗီဒီယိုကိုဆိုယွန်းကိုပြလိုက်ပါတယ်။ဆိုယွန်းတယောက်ဘလို့ခံစားရမလဲဆိုတာမသိပါဘူး။ဘာလို့လဲဆိုတော့ဆိုယွန်းကအကြမ်းဖက်မှုကိုမထောက်ခံပါဘူး။ဒါကသူမကိုအဆိုးဆုံးအနိုင်ကျင့်ခဲ့တဲ့သူပေါ်မှာဖြစ်နေခဲ့ရင်တောင်မှပေါ့။အိယောင်ကတော့ဂျောင်ယွန်းကိုဒီလိုမျိုးထပ်မလုပ်ဖို့တတိပေးပါလေ။ဒါကသူ့ညီမကိုပြဿနာအကြီးကြီးမားမားဖြစ်စေနိုင်လို့ပါ။ နောက်နေ့မှာတော့အမွှာညီမနှစ်ယောက်ရဲ့မွေးနေ့ပါသူတို့ကကိတ်မုံဝယ်ပြီးတော့အတူတူမွေးနေ့ပွဲလေးကိုကျင်းပကြပါတယ်ဆိုယွန်းကဂျောင်ယွန်းကိုသူမဘဝကဘလောက်တောင်ခက်ခဲကြမ်းတမ်းခဲ့လဲဆိုပြီးတော့ပြောပြပါတယ်ဘာလို့လဲဆိုတော့သူမရဲ့မိဘတွေစီကဘာအချစ်မှမခံခဲ့ရလို့ပါကြောင်ယွန်းကလည်းဆင်းရဲမွဲတင်မှုထဲမှာအမေနဲ့နေခဲ့ရတဲ့သူ့ဘဝကလည်းတာယာစရာတွေနဲ့ဝေးကွာနေခဲ့ရတာကြောင့်ညီမနှစ်ယောက်စလုံးတူတူပါပဲ။နောက်နေ့မနေ့မှာတော့ကြောင်ယွန်းအိပ်ပျော်နေတော့မှလို့ဆိုယွန်းကចောင်းကိုတယောက်ထဲသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ခယူချင်းကသင်ကန်းသာရသွားပြီမို့လို့သူ့ကိုထပ်ပြီးတော့နှောက်ရက်တော့မှမဟုတ်ဘူးဆိုပြီးတွေးလိုက်တာကြောင့်မို့လို့ပါကျောင်းမှာဂယူချင်းရဲ့အမေကကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲမှာဆိုယွန်းကိုတခြားကျောင်းကိုဘယ်တော့ပြောင်းရမလဲဆိုပြီးတော့ဆွေးနွေးနေပါတယ်။ဆိုယွန်းကသူ့တမီးကိုပြန်ပြီးလက်စားချိန်မှာကြောက်လို့ဂယူချင်းရဲ့အမေကဆိုယွန်းကိုအမြန်ထွက်သွားစေချင်နေတာပါ။လက်စားတဲ့ကျောင်းအုပ်ကြီးကသူ့အချင်းလေးကိုအကောင်းဆုံးကင်တွယ်လိုက်မယ်ဆိုပြီးကြည်ပေးလိုက်ပါတယ်။ဒါတွေကိုအပြင်ကနေအကုန်ကြားသွားတယ်ဆိုယွန်းတယောက်မျက်ရည်တွေနဲ့ရေချိုးခန်းထဲကိုပြေးဝင်သွားပါတော့တယ်။ အဲ့ဒီမှာပဲလက်စားချေဖို့ကြံနေတဲ့ဂယူချင်းနဲ့တွေ့ပြီးတော့ဂယူချင်းကသူမကိုရေပုံးနဲ့လောင်းချလိုက်ပါတော့တယ်။ဆိုယွန်းကရေလေးဆူရွှဲပြီးတော့အိမ်မြန်ရောက်လာပြီးတော့လဲကြသွားပါတယ်။ဤရောင်းကသူမကိုကူညီဖို့ပြေးလာပြီးတော့ဂျောင်ယွန်းကတော့ဒေါသကြောင့်မျက်နှာပါနီလာပါတယ်။ချက်ချင်းပဲဂယူချင်းစီကိုဖုန်းဆက်ပြီးတော့ဆိုယွန်းကိုရိုက်နှက်ထားတဲ့ဗီဒီယိုအွန်လိုင်းပေါ်ကိုမတင်သေးခြင်းရင်တောင်ပေါ်ကိုလာခဲ့ဖို့ပြောလိုက်ပါတယ်။ အဖေရောအမေရောတကဘာလုံးကိုပါဖြန့်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တဲ့အတွက်သူအနိုင်ကျင့်တာပေါ်သွားမှာကိုကြောက်တဲ့ဂယူချင်းကပြောထားတဲ့အတိုင်းပဲအတိအကျလုပ်လိုက်ပါတယ်။ဂယူချင်းရောက်လာတဲ့အခါမှာဂျောင်ယွန်းကနောက်ဆေးကိုတတိလစ်တော့အောင်ရိုက်ချလိုက်ပါတယ်။ဂယူချင်းပြန်ပြီးတတိရလာတဲ့အခါမှာသူ့ရဲ့ခြေတွေလက်တွေကိုကျိုးတုပ်ထားပြီးတော့ဗဇက်ကိုတိတ်နေပိတ်ခံထားရပါတယ်။ဂျောင်ယွန်းကတိတ်ကိုဆွဲခွာလိုက်ပြီးတော့သူမကိုရေတပလင်းလုံးကိုအောင်တောက်ခိုင်းလိုက်ပါတယ်။ ပြီးတာနဲ့ acid ဖြစ်ထားတဲ့နောက်ထပ်ပလင်းတစ်လုံးကိုထုတ်လိုက်ပါတယ်ရိုးရိုးရေမဟုတ်ဘူးเนาะဆိုပြီးတော့ acid ဖြစ်တဲ့ကြောင့်ပြတော့မှဂယူချင်းတရားငိုယိုပြီးတော့တောင်းမှန်ပေမဲ့သူ့ကိုကြည့်နေတဲ့ဂျောင်ယုံကတော့ဒီမြင်ကွင်းကိုတော်တော်လေးသဘောကျနေတာပါပြီးတာနဲ့ acid blend ကိုဂယူချင်းရဲ့မျက်နှာနာကက်ပြီးတော့လောင်းချလိုက်ပြီမဲ့မတက်ဘူးဆိုပြီးတော့ဂတိပေးလိုက်ပါတယ်ဖြည်းဖြည်းချင်းပဲဂယူချင်းတယောက်အသက်ရှူရခက်ခဲလာပြီးတော့အတန်ကျဲကျဲနဲ့ငိုပါတော့တယ်။ဂျောင်ယွန်းကသူ့မရဲ့ခြေထောက်တွေကိုဖြည့်ပေးလိုက်ပြီးတော့အသက်ရှင်ရင်ပြေးဖို့ကိုပြောလိုက်ပါတယ် အခွင့်အရေးကိုအရယူပြီးတော့ဂယူချင်းကထွက်ပြေးဖို့ကြိုးစားပေမယ့်မီတာအနည်းငယ်กว่าမှာပဲလဲကျသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲဆိုယွန်းကနေရာကိုရောက်လာပြီးတော့ဂယူချင်းကိုလွှတ်ပေးဖို့ကြိုးစားပါတယ်။စက္ကန့်အနည်းငယ်ကြာမှာတော့အီယောင်းကနောက်ကလိုက်လာပြီးတော့တွေးလိုက်ရတဲ့မြင်ကွင်းကြောင့်တုံ့လှုပ်သွားပါတော့တယ်။သူမကဂျောင်ယွန်းကိုစိတ်မထိန်နိုင်ဘူးလို့စူပူပြီးတော့ဂယူချင်းအတွက်လူနာတင်ရင်ကိုခေါ်ပေးလိုက်ပါတော့တယ်။နောက်တစ်ခါမှာတော့ရဲတွေကဂျောင်ယွန်းကိုစစ်ဆေးမေးမြန်းနေပါတယ်။ဘသူမှသူမကိုနင့်နာသူနဲ့တူတူမတွေးလိုက်ရတဲ့အတွက်သူမကိုတန်တရားရှိသူအဖြစ်သာသတ်မှတ်ထားပါတယ်။ ဤရောင်းရောက်လာပြီးတော့ဘာကူမှပြန်မဖြစ်နိုင်တဲ့အကြောင်းပြောလိုက်တာကြောင့်ရဲရာရှိတွေကဂယူချင်းပြန်ပြီးတတိရလာတဲ့အထိစောင်းဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။အပြင်မှာတော့ဂျောင်ယွန်းကသူမလုပ်ခဲ့တဲ့အရာတွေအတွက်နောင်တမရဘူးလို့ပြောပြီးတော့အခွင့်အရေးထပ်ရရင်တောင်နောက်တစ်ခါထပ်လုပ်အောင်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဂျောင်ယွန်းရဲ့အဖြေကိုစိတ်ပြတ်သွားပြီးတော့ဤရောင်တယောက်ဂျောင်ယွန်းကိုအဲ့ဒီမှာပဲထားခဲ့ပြီးတော့အိမ်ပြန်သွားပါတော့တယ်။ခဏကြာမှတော့ဂယူချင်းရဲ့အမေရောက်လာပြီးတော့ဂျောင်ယွန်းကိုတိုက်ခိုက်ပြီးဆဲဆိုချိန်ပေါင်းပါတယ်။ဂျောင်ယွန်းကအဲ့ဒီအမျိုးသမီးကိုလှောင်ပြောင်ပြီးတော့သူ့သမီးလိုပဲရယ်မောဖို့ပြောလိုက်ပါတယ်။ ပြီးတာနဲ့အပြန်အလှန်အော်ဟစ်နေကြတော့မှသူမလှုပ်ခဲ့တဲ့အရာအလုံးကလက်စားချေဖို့တတ်တတ်ပဲဆိုပြီးတော့ပြောလိုက်တာကြောင့်မို့လို့အနီးနားကရဲရဲရှိတွေကတကယ်တည်းရခံမှန်းတိသွားပါတော့တယ်မြစ်စာကင်ကသူမကိုစိုယုံရံနာမည်နဲ့ခေါ်လိုက်တဲ့ခါမှာတော့ဒေါသထွက်သွားပြီးတော့ဘာလို့သူ့ကိုစိုယုံလို့ခဏခဏခေါ်နေရတာလဲဆိုပြီးတော့သူတို့ရှာနေတဲ့စိုယုံကအိမ်မှာရှိနေတယ်ဆိုပြီးပြောလိုက်ပါတယ်။နောက်ပိုင်းမှာတော့မြစ်စာကင်နဲ့သူ့ရဲ့ရဲရဲရှိတွေကအိမ်ကိုသွားကြပြီးမြင်ကင်ကဂျောင်ယုံနဲ့ပတ်သက်ပြီးတော့ထူးဆန်းတဲ့ခံစားချက်တခုရနေပါတယ်။ သူကဆေးရုံမှာနေကလေးကသူမရဲ့အမူအကျင့်ကတိတိတတ်တာပြောင်းလဲသွားတာကိုသတိထားမိတာပါသူမနဲ့ရုပ်ချင်းဆင်တဲ့သူရှိနိုင်တယ်လို့တန်တရားဝင်ပြီးတော့စုံစမ်းစစ်ဆေးဖို့ဆုံးဖြတ်ရင်းဆိုရုံးရဲ့အိမ်ကိုဥတီပြီးသွားခဲ့ပါတယ်ဒါပေမဲ့ရောက်သွားတဲ့အခါမှာတော့အိမ်ကအလွတ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာဆေးရုံကနေဖုန်းဝင်လာပြီးတော့ဂယူချင်းသတိပြန်ရလာတဲ့အကြောင်းကိုပြောလိုက်ပါတယ်ဂယူချင်းကသူတိုက်ခိုက်ခံနေရတော့မှတခြားဘယ်သူမှမရှိဘူးဆိုပြီးရှင်းပြလိုက်ပါတယ်အတိတ်ကိုပြန်ပြတဲ့အခါမှာဂယူချင်းတောင်ပေါ်ကနေလဲကြနေတော့ ဂျောင်ယွန်းတယောက်တည်းရှိနေတာကိုတွေ့ရပါတယ်တကယ်တော့ဂျောင်ယွန်းဆူယွန်းနဲ့အီယောင်းတို့အားလုံးကလူတယောက်တည်းပါပဲဆူယွန်းကသူတို့ထဲကတယောက်ယောက်နဲ့စကားပြောနေတာကိုတွေ့ရတိုင်းသူမကကိုယ့်ဘာသာကိုစကားပြောနေတာပါသူမမှဘယ်တော့မှအမွှာညီမှလည်းမရှိခဲ့ပါဘူးအနိုင်ကျင့်ခံရပြီးတဲ့နောက်အရန်အထီးကျန်ပြီးတော့အကူအညီမဲ့လာတာကြောင့်သူမကိုဂယုဆိုင်မဲ့တစုံတယောက်ကိုစပြီးတော့စိတ်ကူးရှင်လာပါတော့တယ်မကြခင်ပါပဲဒီစိတ်ကူးရင်မှုကဆွဲလန်းမှုအဖြစ်ပြောင်းလဲသွားပြီးတော့သူမမှစိတ်ကစင်ကလေးဖြစ်လာပါတော့တယ်ဒါပေမဲ့တကယ်အီယောင်ကတော့အပြင်းမာလည်းရှိပါတယ် သူမကလမ်းညွန်ဆရာမတူဦးဖြစ်ပြီးတော့ဆိုယွန်းကိုအမှန်တကယ်ကူညီဖို့ကြိုးစားနေတဲ့တူဦးသီးတော်သူပါဒါပေမဲ့သူမကဆိုယွန်းကိုဆေးရုံမှာမတွေ့ခဲ့ရပါဘူးဆိုယွန်းကသူမရဲ့အထီးကျန်မှုကိုဖြည့်ရှင်းဖို့အတွက်နီလန်တစ်ခုအနေနဲ့အီယောင်ရှိရဲဆိုပြီးစိတ်ကူးရင်ခဲ့ပြီးတော့နောက်ဆုံးမှာတော့သူမကိုသူ့ရဲ့တခြားပင်ကိုလက္ခဏာတွေကတစ်ခုအဖြစ်ပေါင်းစပ်လိုက်တာပါနောက်ပိုင်းမှာတော့တရားရုံးကဆိုယွန်းရဲ့အခြေအနေမှန်ကိုတည်သွားပြီးတော့ကုထုံးခံယူဖို့ကိုအမိန့်ချမှတ်လိုက်ပါတယ်ဆိုယွန်းတယောက်ကြောင်းထွက်ပြီးတော့သူ့ရဲ့စိတ်ကြမ်းမာရေးကိုပဲအာရုံစိုက်လိုက်ပါတယ် အဲ့နောက်မှာသူမကကုထုံးပညာရှင်တယောက်နဲ့သူမရဲ့အတိတ်ကစိတ်ဓာတ်ရတဲ့အကြောင်းကိုအသေးစိတ်ပြောနေတဲ့ဗီဒီယိုဖိုင်တစ်ခုကိုတွေ့ခဲ့ရပြီးတဖြည်းဖြည်းနဲ့ပြန်လဲကောင်းမွန်လာတဲ့လက္ခဏာတွေပြသနေပါတော့တယ်။နောက်ဆုံးခန်းမှာတော့တကယ့်အီယောင်ကလေစိတ်မှသူမကိုလာပြီးတော့နှုတ်ဆက်ပါတယ်။ဆိုယွန်းတယောက်ဘဝတစ်ကိုစားဖို့အတွက်တခြားမျိုးကိုလေရင်စီးသွားရင်းနဲ့ဒီလိုပဲဇလန်းလေးကပြီးဆုံးသွားပါတော့တယ်။ဟုတ်ကဲ့ဒီလိုမျိုးဇလန်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ။